သက်ယောဂခံစားနေရတဲ့ညီမလေးအတွက်စွန့်ခန့်ကရှာဖွေကျွေးမွေးနေရတဲ့ကိုရင်လေးရှင်စန္ဒာဝါရောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ပရိသတ်ကြီးတို့ရေဒီနေ့မှာတော့ကျမတို့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာတွေ့မြင်နေရတဲ့ဒုရိုင်းရဲ့ရှင်လေးကိုတကယ်ကိုထိခိုက်ခံစားရစေပြီးတော့မြတ်တာတရားနဲ့တန်ရောစင်ရဲ့တန်ဖိုးကိုထင်ဟက်စေတဲ့ညီကိုနှစ်ယောက်ရဲ့အကြောင်းလေးကိုဝေမျှပေးခြင်းပါရရှင့် ဒီအကြောင်းအရာလေးကတော့အသက်ရောဂါကိုပြင်းပြထန်ထန်ခံစားနေရတဲ့ညီမငယ်လေးကိုစွန့်ခန့်ရင်းနဲ့ရလာတဲ့မုံလေးတွေနဲ့ပြန်လည်ဆောင်ရှောက်နေတဲ့ကိုရင်လေးတစ်ပါးအကြောင်းပဲဖြစ်ပါတယ်။ဒီကိုရင်လေးကတော့အရှင်စန္ဒဝါရလို့အမည်တွင်ပြီးသူ့ရဲ့ညီမလေးပေါ်မှာထားရှိတဲ့မေတ္တာတရားကမြင်းသူတိုင်းကိုကြည်နူးစေခဲ့ရပါတယ်။ကိုရင်လေးရှင်စန္ဒဝါရဟာအသက်၁၀နှစ်ကျော်အရွယ်သာရှိသေးပေမယ့်မိသားစုပေါ်မှာတာဝန်တည်တယ်လို့ပြီးတော့ရင်းကျက်တဲ့အတွေးခေါ်တွေနဲ့ပြည်စုံနေတဲ့သူတစ်ယောက်ပါ ထားခင်မရှိတော့တဲ့နောက်ပိုင်းမှာအမိခင်ဖြစ်သူရဲ့သူရဲ့ညီမလေးဤရွှေစင်ရဲ့တားမိသုံးယောက်တဲ့ဘဝကိုခက်ခက်ခဲခဲနဲ့ရုန်းကန်နေရတာဖြစ်ပါတယ်။မိခင်ဖြစ်သူဒေါ်သင်းသင်းကလည်းနေ့စဉ်ပင်ပန်းစွာအလုပ်လုပ်ကြပြီးတော့တားသမီးတွေရဲ့ဝမ်းရည်ကိုဖြည့်ရှင်းပေးနေရသူပေါ့။ ဒီလိုခက်ခဲတဲ့အခြေအနေတွေကြားထဲမှာကန်ဆိုးမှုမှောင်ကြစွာနဲ့ညီမလေးဤရွှေစင်ကတနေ့တစ်တနေ့ဘိုက်ကဖောင်းကားလာခဲ့ပါတယ်။ဒါပေမဲ့တနေ့လုံးမှတနေ့စားရတဲ့ဘဝအခြေအနေဖြစ်တာကြောင့်မိခင်ဖြစ်သူကတော့သမီးလေးရဲ့ဝေဒနာကိုအစာပိုင်းမှာသတိမထားမိခဲ့ပါဘူး။ဒီနေ့မှာတော့ညီမလေးဤရွှေစင်ကအသက်မရှင်နိုင်ဖြစ်ပြီးမောပန်းလာတဲ့အတွက်စေကန်းကိုအမြန်ဆုံးသွားရောက်ပြသခဲ့ရပါတယ်။စေကန်းကနေတဆင့်ရန်ကုန်ကလေးစေုံကြီးကိုအရေးပေါ်လွှဲပြောင်းပေးခဲ့ရပါတယ်။အဲ့ဒီချိန်မှာအင်းနီနာချင်းတွေကပတ်စံ9000 အရေးပေါ်ချိန်ငါပြီးတော့ဈေးရုံကိုသွားရောက်ခဲ့ကြရပါတယ်။ဈေးရုံရောက်လို့စစ်ဆေးမှုတွေပြုလုပ်ပြီးရခါမှာတော့တမီးလေးဟာပြင်းထန်တဲ့အသေးရောဂါကိုခံစားနေရပြီဆိုတာသိလိုက်ရပါတယ်။ဒီတဲ့တဲ့ငါမိသားစုအတွက်တော့မိုးချိုးပြေးချလိုက်တယ်လို့ပါပဲ။စီရင်ရန်ပါမှုကြောင့်ညီမလေးရဲ့ယောဂကိုကုသဖို့အတွက်ဆေးဘွားကမတက်နိုင်ခဲ့ကြပါဘူး။ဒါကြောင့်ညီမလေးရဲ့ဝေဒနာကိုဘေးကနေကြည့်ပြီးတော့မျက်ရည်လွယ်နေုံကလွဲပြီးဘာမှမတက်နိုင်ခဲ့ကြပါဘူး။ ဒီအခြေအနေတွေကိုမြင်တွေ့နေရတဲ့ကိုရင်လေးရှင်စံထံဝါရကတော့မြမလေးပေါ်မှာတန်ရောစဉ်ကြီးလုံးသူပြီးပြီးမြမလေးကိုစေကူတာပေးနိုင်မှုအတွက်အမြင်နဲ့မျှော်လင့်နေခဲ့ရှာပါတယ် ဒါပေမဲ့ကိုရိုင်းကလည်းမိသားစုရဲ့မပြေလည်မှုတွေကြောင့်တရဏဘောင်ကိုဝင်ရောက်နေရသူဖြစ်တာကြောင့်ညီမလေးအတွက်ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။ဒါပေမဲ့ကိုရင်လေးဟာညီမလေးကိုဘယ်တော့မှလက်မလွတ်ခဲ့ပါဘူး။နေ့စဉ်စွန့်ခံထွက်တဲ့အခါရရှိလာတဲ့မုံဘဲတဲ့ရေစာလေးတွေတရကတရကမတွေကကြီးညိုတရာတရားနဲ့လူတန်းလိုက်တဲ့ငွေတစ်ထောင်နှစ်ထောင်ကိုစုဆောင်းပြီးတော့ညီမလေးတို့လာရောက်ပေးအပ်လိရှိပါတယ်။ကိုရင်လေးရဲ့တခုတည်းသောစံသားကညီမလေးအမြန်ဆုံးနေပြန်ကောင်းပြီးတော့ကြမ်းကြမ်းမမနဲ့ပြန်လဲပြုံးပြော်နိုင်ဖို့ပါပဲ။ မြန်မာလင်းအင်းရွှင်စင်ကလည်းသူ့ရဲ့ဝေဒနာတွေကိုကုသခြင်းနဲ့ကြောင်းပြန်တက်ခြင်းနဲ့ကြီးလာရင်ဆရာဝန်မကြီးဖြစ်ခြင်းနဲ့ဆိုတဲ့အိမ်မက်တွေရှိပါတယ်။ဒါပေမဲ့လက်ရှိဘဝအခြေအနေကြောင့်အရာရာကမျောလင်းချက်မဲ့နေရတာပါ။အခုချိန်မှာတော့သူတို့သားမိသုံးယောက်ဟာမြန်မာလေးရဲ့အသက်ကိုကယ်တင်ပြီးတော့ဈေးကုသပေးနိုင်ဖို့အတွက် စေရနာရှင်အလူရှင်တယောက်လာပေါ်လာမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့နေ့ရက်တိုင်းကိုဖြတ်သန်းနေကြရပါတယ်ရှင်။ကြည့်ရှုပြီးတော့တဲ့ပရိသတ်ကြီးတို့အနေနဲ့ညမာလေးပေါ်မှာတန်ရောစဉ်ကြီးမားလာတဲ့ကိုရင်လေးရှင်စန္ဒဝါရရဲ့မြေတားတရားကိုဘလို့မြင်ကြလဲဆိုတာမှတ်ချက်ပေးရေးသားခဲ့ပါဦးနော်။ကိုရင်လေးလို့မိသားစုကိုကုညီလူတန်းလို့ရဆိုရင်တော့လှိုင်းသားရအရှိပိုင်းဘိုးတထောင်လန်းညောင်ကျေးရွာကိုတိုက်ရိုက်သွားရောက်လူတန်းနိုင်တယ်လို့ဖုန်းနံပါတ်3996 2339 66ကိုဆက်သွယ်မေးမြန်းပြီးတော့ကုညီလူတန်းနိုင်တယ်လို့သိရပါတယ်။ ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်